ောက်ထပ်တစ်ခုကတော့တရဏဂုံတည်ရဲဆိုတာဘာကိုဆိုလိုတာပါလဲအရှင်ဗျာဗုဒ္ဓဘာသာဝင်ဆစ်ဆစ်ဖြစ်ဖို့တရဏဂုံတည်ဖို့လိုပါသလားအရိယာဖြစ်မှဗုဒ္ဓဘာသာဝင်အစစ်ဖြစ်တယ်ဆိုတာရောဟုတ်ပါသလားရှင်ဗျာတရဏဂုံတည်ခြင်းရဲ့အကျိုးတွေကဘာလဲဘယ်အချိန်မှပြတ်ပါလဲရှင်ဗျာအခြားဘာသာဝင်တို့ရဲ့ဘာသာရေးစာများကိုဖတ်မိရင်ကြားမိရင်ယုံကြည်မိရင်ရောတရဏဂုံပြတ်ပါသလားအဲ့ဒီမှာ တရဏဂုံတီးတယ်ဆိုတာပြောရမယ်ဆိုရင်တရဏဂုံဆိုတာတရဏခမဏဆိုတဲ့အထိပဲတကယ်ကိုအာထာယာအဖြစ်စိတ်ကတ်တဲ့စိတ်ဓာတ်ကိုဆိုလိုတယ်ပေါ့မြတ်စွာဘုရားသည်သာလဲငါ့အတွက်ဘုဒ္ဓံတရဏံခစ္ဆာမိဘုရားသည်သာလဲတကယ်ကိုဝဲရာငါ့ပေါ်မှာကောင်းကျိုးဆိုးကျိုးကိုလမ်းညွန်ပြတဲ့ဆရာသမားအနေနဲ့ယုံကြည်ကိုဝဲတာကိုဆိုလိုတယ်နော်မြတ်စွာဘုရားဟာ ငါတို့ဘာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေဖယ်ရှားပေးဖို့လမ်းညွှန်ပေးတဲ့ဆရာသမားအနေနဲ့စိတ်ထဲမှာယုံကြည်ပြီးတော့လေးစားပြီးတော့ကိုယ်ပဲမယ်တရားတော်များဟာလိုက်နာကျင့်သုံးမယ်ဆိုရင်တဏှာဝကလုံးအောင်ဆွမ်းဆောင်မှုရှိနိုင်တယ်လို့ယုံကြည်တယ်မှန်ပါတန်ဃာတွေဟာကုသိုလ်ကောင်းမှုပြုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေအတွက်ထောက်ကူဖြစ်မယ်လို့ယုံကြည်တယ်မှန်ပါအဲ့ဒီယုံကြည်တဲ့စိတ်ဓာတ်ရှိနေသမျှကာလပတ်လုံးတရဏဂုံတည်တယ်လို့ဆိုအောင် မှန်ပါဗျာမှန်ပါသူကိုယ်ရံလဲနှုတ်အားဖြင့်ဘောရတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတို့အဲ့ဒီစိတ်နဲ့တရဏဂုံစောက်တည်မှတရဏဂုံတည်တယ်လို့ဆိုတယ်မှန်ပါဘောရဘသာဝင်ဆက်စစ်ဖြစ်ဖို့ကတရဏဂုံတည်ဖို့တို့ပါသလားလို့ဆိုဘောရဘသာဝင်တို့ခံယူလို့ရှိရင်တော့သူကိုယ်တိုင်ကတရဏဂုံတည်မှလည်းသူကဘောရဘသာဖရာဖရာပေါ်မှာယုံကြည်မှုနဲ့လေစားမှုနှစ်ခုရှိမှသူက တရရကောတည်တယ်လို့ဆိုရမှာမှန်ပါဗျာတည်တယ်မတည်ဘူးဆိုတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဟာပို့အထိကကြာမှန်ပါဗျာကိုယ့်ရင်ထဲမှာကွာဟာဖရာဒီအမှန်တရားကိုဟောကြားဆောင်ရပြီတို့အာလေးစားရမှာဖြစ်တယ်တရားချင်းမဲ့ဆိုရင်ဆင်းရဲကလွတ်မှာဖြစ်တယ်တန်ခါတွေကကုသကောင်မှုပြုဖို့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်မှာဖြစ်တယ်ပြေကောင်းတဲ့ဖွယ်ဖြစ်တယ်တို့ဒီလိုစိတ်ထဲမှာယုံကြည်နေတယ်ဆိုရင်တော့ တရဏကိုတီတယ်လို့ပဲပြောမှာလို့ပါကလားဆိုအဲ့ဒါတီမှလည်းပဲသူကဖရာတရားတန်ခါကိုဒေသမှုရှိမှာနော်မှန်ပါဗျာအရိယာဖြစ်မှာဘုရောဝတ္တဝင်အစစ်ဆိုအဲ့တော့အစစ်အတုဆိုဘယ်လိုပြောတာလဲဆိုဒီတရဏကုံဆောက်တည်လိုက်ရင်လည်းဘုရောဝတ္တဝင်အစစ်ဖြစ်ပါတယ်အတုလို့ပြောတာမဟုတ်ဘူးအစစ်ပဲမှန်ပါဗျာသို့သောအရိယာဖြစ်မှာဘုရောဝတ္တဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲသုံးတယ်နော်မှန်ပါဗျာ အရိယဖြစ်ရင်တော့ခိုင်မာသွားပြီအစစ်တုနဲ့ခွဲလို့တော့မရအောင်မှန်ပါဗျာမှန်ပါဗျာဖះကိုကိုးကွယ်လိုက်တဲ့ဆိုပုရုဇဉ်လည်းပဲအစစ်ပဲမှန်ပါဗျာဖះကိုးကွယ်တာသူ့ရင်ထဲမှာတကယ်ယုံကြည်ရင်သူလည်းအစစ်ပဲအတုမဟုတ်မှန်ပါဗျာနော်အဲ့တော့အရိယဖြစ်မှဘုရားဘာသာဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲပြောရမှာပဲအစစ်ဖြစ်တယ်လို့ဒီလိုပြောတာမပြောင်းလဲတော့ဘူးလို့ဆိုလိုတယ်ခိုင်မြဲတယ်ဆိုတဲ့သဘောတရားမပြောင်းလဲဘူးပုရုဇဉ်ကတော့အခုဘောရဘာသာဝင်ဖြစ်ပြီမဲ့တခြားဘာသာဝင်ဖြစ်ချင်းဖြစ်တော့မယ်နောက် မခိုင်မြဲဘူးအရိယာကျတော့ခိုင်မြဲသွားတယ်လို့ဆိုတယ်တရဏဂုံတည်ခြင်းရဲ့အကျိုးကဘာလဲလို့ဆိုဒီတခြားကောင်းကျိုးချမ်းသာတွေတော့မပြောနဲ့ပေါ့ကိုယ့်ရဲ့ဘဝဟာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုခံယူချက်တစ်ခုကိုရသွားတာဒီလမ်းကြောင်းအတိုင်းရှောက်လန်းခြင်းအဖြစ်ရရှိနိုင်တဲ့အကျိုးတွေကတော့ရှိလာမှာပေါ့နော်ရှိလာမှာပေါ့တရဏဂုံတည်ခြင်းအဖြစ်သူဖရာရဲ့ ဒီအဆုံးမတရားပေါ်မှာမြဲမယ်တရားကိုကျင့်ကြံကြိုးကိုအထောက်မှုမြဲမယ်တန်ခါရီနဲ့ပတ်သက်ပြီးတော့လေးစားယုံကြည်မှုမြဲမယ်ဆိုရင်အဲ့ဒီမြဲခြင်းကြောင့်ကုသိုလ်အဆက်ဆက်တွေဖြစ်လာတာဒါအကျိုးပဲလို့ပြောမှန်ပါဗျာနောက်မွားတွေမစင်သားနဲ့အောင်မှန်ပါဗျာဖြွားတွေပဲအဲ့ဒါကောင်းတာတွေဆက်ပြီးတော့လှုပ်ဖြစ်လာတယ်ဒါမှန်ပါဗျာဘယ်ချိန်မှာ ပြတ်တယ်လဲလို့ဆိုတဲ့အခါမှာတိမ်တိမ်မွေးမွေးနေနဲ့ပြတ်သွားတာတွေရှိတယ်မှန်ပါဗျာနော်ဘယ်ချိန်မှာပြတ်တယ်ဆိုရင် ဖះကိုကိုးခဲ့တာဟာတကယ်ကိုဂုံကျေးဇူးကိုဥတီပြီးတော့မျက်မျက်နှုံနှုံကိုးခဲ့တာမဟုတ်ဖဲနဲ့လက်လာပါလို့ကျွန်တော်ကိုးခဲ့ရင်ပြတ်သွားပြီမှန်ပါဗျာဒီဖះကိုးခွေလို့ငါစီးပွားတက်တယ်ဆိုစီးပွားတက်ချင်လို့ကိုးခွေရင်တရဏကောမဖြစ်ဘူးမှန်ပါဗျာကြောက်လို့ကိုးခွေတယ်သူများတွေကကိုးခွေတယ်မကိုးခွေရင်တခြားရန်လုံးမှာကြောက်လို့ကိုးခွေတယ်ဒါလည်းတရဏကောမဖြစ်ဘူး နောက်တစ်ခုကတော့မျိုးရိုးကကိုယ်ွယ်လာလို့ကိုယ်ွယ်ရင်အစတဲ့တဏ္ဍာကုံမဖြစ်ဘူးမှန်ပါဗျာမသိပဲနဲ့ကိုယ်ွယ်နော်သူကတဏ္ဍာဝကတို့တန်အောင်နှညွန်နိုင်နေဆိုတဲ့အမျက်ပေါ်မှာဥတီချက်က intention ကမြင့်မြတ်မှတဏ္ဍာကုံကတည်တယ်လို့ဆိုလို့ရ intention ကရွက်ချက်မကောင်းဘူးဆိုလို့ရှိရင်တော့ဖះဟာနဲ့လိုပဲငါ့ကိုစီးပွားဖြစ်အောင်မားလိုက်မယ်ဆိုရယ်စိတ်နဲ့ကိုယ်ကိုရင်တော့အစရတဲ့ကသူကတရဏကုံမဟုတ်တော့ဘူးကွာ နှက်ကိုးခဲ့တာပဲဖြစ်သွားပြီ။မှန်ပါဗျာ။ချက်ပန်းနိုင်ငံကိုကြားဘူးတယ်မဟုတ်လား။ကြားပါဗျာ။ချက်ပန်းနိုင်ငံကရှင်တို့ဘာသာဝင်နေများတယ်။မှန်ပါဗျာ။ဒါပေမဲ့တစ်ချိန်တည်းလဲဘုရားဘာသာဝင်နေပဲသူတို့။မှန်ပါဗျာ။တောင်းဖို့ချက်ပန်းကအရင်တော့ခုတော့လူကြီးတန်း80ကျော်သွားတဲ့ထင်တယ်100လောက်ရဖြစ်ပြီလား။မှန်ပါဗျာ။ဘုန်းတို့တီးတော့ကအဲ့ဒီချက်ပန်းဆရာတူဂျပန်နီးစ်ဗုဒ္ဓဇင်လက်ချပေးတာတီးဟိုမှာတော့က အဲ့ဒီရှာပြောတာဂျပန်ပြည်မှာဗုဒ္ဓဘာသာဝင်ဘယ်လောက်ရှိလဲဆိုရင်တန်း80လို့ပြောရမှာဟုတ်ပါဗျာရှင်တို့ဘာသာဝင်နတ်ကုန်ွယ်တာဘယ်လောက်ရှိလို့ဆိုရင်တန်း80ပဲဟုတ်ပါဘာလို့ဆိုတော့ပြိုင်နဲ့နှစ်ခုစလုံးကိုကွယ်တယ်လို့ဆိုသူကအဲ့လိုပြောတယ်သူတို့စီမှာလေဟုတ်ပါဗျာအဲ့တော့ကိုကွယ်မှုကတော့တရဏဂုံနဲ့မဆိုင်ဘူးပေါ့နော်တရဏဂုံတီးတာကတော့ခုနအမျက်နဲ့တော့မှတရဏဂုံတီးတယ်လို့ခေါ်တယ်ဟုတ်ပါဗျာသူကသူကိုကွယ်ခြင်းကိုကွယ်တာကိုကွယ်တာကတော့ လူပဲကိုယ်ကိုယ်ကိုယ်ပဲတရဏကုန်အစ်စ်မရတာလည်းရှိမှာပေါ့နော်ဘာသာချာတည်းရဲ့တခြားဘာသာဝင်တို့ရဲ့ဘာသာရေးစာပြကိုဖတ်ကြားမိရင်ဖတ်ကြားမိရုံနဲ့တော့ဘာဖြစ်ပါအဲ့ဒါတွေကိုယုံကြည်ပြီးတော့သူတို့အယူဝါဒကိုလက်ခံတယ်ဒါဗုဒ္ဓဝါဒကိုအစွန့်ပယ်တယ်ဆိုရင်တော့တရဏကုန်ပြတ်သွားပြီပေါ့အဲ့ဒါအဲ့လိုတော့ပြတ်တယ်ဒါဆိုရင်တချို့တပြည့်တော်သူငယ်ချင်းတွေထဲမှာအဖေကခရစ်ယာန်အမေကဗုဒ္ဓဘာသာဖြစ်တာဖြစ်တာကြောင့် ူတို့ဒီဗုဒ္ဓဘာသာရောခရစ်ယာန်ရောနှစ်ခုစလုံးကိုးကွယ်လူတွေရှိတယ်။သူတို့ကြတော့ဘလို့ဘလို့အကျိုးအပြစ်များရှိမလဲလေဗျာ။ဒါဆိုရင်သူတို့ကအကျိုးများမှာလားအပြစ်ပိုပြီးတော့များမှာဗျာ။ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ပါဏာတိပါဒကမကျူးလွန်ဘူးဆိုရင်အပြစ်မဖြစ်ဘူးတဲ့ဟာ။ကိုယ်ဝင်ရတတ်ကလေးနဲ့ပါဏာတိပါဒကံသူမလို့ဘူးအာရိဏရဏမလို့ဘူးကာမေသူေသာသရာမကျူးလွန်မှုမူတဝါဒသူရမေရီရတော့မလို့ဘူးသူကကိုချင်းတရားကောင်းတဲ့လူကောင်းတရားအနေနဲ့နေတယ် ဘာသာတရားလည်းခုနလိုပဲကိုယ်ဝေယဘာသာတစ်ခုအနေနဲ့ထားတယ်ဒုစရိုက်တွေမလုပ်ဘူးသူကဒါနလည်းလုပ်တယ်ဒုစရိုက်တွေမလုပ်ဘူးဆိုရင်ဒါသူအပြစ်ဖြစ်စရာအကြောင်းဖြစ်ဘာအတွက်ဖြစ်နိုင်တော့ဆိုလို့ရှိရင်ခရစ်စတန်ကိုယ်ဝေတဲ့ဒီကိုယ်ဝေတဲ့ဆိုလို့ရှိရင်ဘုရားဘာသာရဲ့ခြင်းစဉ်ကိုသူမကျင့်နိုင်ဘူးမကျင့်နိုင်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့တရားသူတွေအစင်းမြင့်တဲ့တရားတွေတော့မရနိုင်ဘူးပေါ့အဲ့ဒါပဲဆုံးရှုံးမှာပဲဖြစ်တယ် အခြေခံကတော့သူကရှိကြမှာပဲလေကောင်းတာတွေဘယ်ပါသားပဲဖြစ်ဖြစ်အခြေခံကောင်းတာတွေရှိအသစ်ဆိုတဲ့ကိုချစ်တည်းကမပြတ်သေးသည်တော့ဘသူမှသူကခရစ်ယာန်မို့သူကမု슬လင်မို့ဘာဖြစ်မို့နဲ့ဆိုပြီးပြောလို့တော့မရဘူးသူလုံးတဲ့လုံးရကအကုသိုလ်တွေလားကုသိုလ်လားနော်သူများတဲ့တတ်နေသလားအဲ့ဒါတတ်နေတဲ့အကျိုးကတော့ခံရမှာမဟုတ်ဘူးဗုဒ္ဓဘာသာလဲငါဗုဒ္ဓဘာသာဆိုပြီးတော့ သူရတဲ့တဲ့သူလည်းခံခံမှာပဲကိုကိုွယ်ရုံတတ်တတ်နဲ့တော့ကိုကိုွယ်ပါတယ်လို့ပြောရင်တတ်တတ်နဲ့ရတော့ဘယ်လေးပဲပဲတတ်ထားတာအမှတ်တစိပဲအပဲကတ်ထားတာလောက်ရပေါ်မှာပဲဆုံးဖြတ်ရမှာအဲ့တော့ဒီဖျားနဲ့ဒီခရစ်ယာန်ဘာသာတပြိုင်တည်းထဲကိုကိုွယ်ရုံနဲ့တော့အပြစ်မဖြစ်ဘူးလို့ဆိုချင်တာပါရှင်အပြစ်မဖြစ်ဘူးဆိုတာကောင်းတဲ့ဘက်ကိုသူလက်ခံရင်ခံမှာပေါ့နော် ဖះလက်ထက်တုန်းကတော့ပရပိုက်တရားတချို့ပရပိုက်တရားဖះနဲ့တွေ့တဲ့အခါသူတို့ဘုရားဘာသာဖြစ်သွားကြတယ်ဒါပေမဲ့ပရပိုက်ကိုဒီတိုင်းပဲနေကြတယ်ပရပိုက်ဆိုတာဘာလို့ဆိုလို့လဲပရပိုက်ဆိုတာဘာသာတစ်ခုပေါ့နော်ဘာသာတစ်ခုလို့ဆိုပါဆိုသူကသူတို့ရဲ့အယူဝါဒတွေကိုသင်ပြီးတော့ဟောတာပြောတာတွေလုပ်တယ်သူတို့အယူဝါဒတွေကဟိုဘုရားဘာသာနဲ့ဆန့်ကျင်တဲ့အယူဝါဒတွေပဲတော်တော်များများသူတို့လည်းဒါနလည်းလုပ်တယ် တို့ရဲ့ကိုကျင်းတိတာတဲ့ဆောက်တည်တဲ့တချို့တွေကအကောင်းနေပါတယ်အကောင်းဆိုးရောနာပေါ့ခုခေတ်ဘာသာတွေလည်းအကောင်းလည်းပါတယ်ဆိုးလည်းပါတယ်ညောအကောင်းဆိုးရောနေကြတာပဲလို့ဆောင်သို့တော့အဆိုးလုံထာနဲ့အကောင်းလုံတဲ့နေရာမှာဘာသာတရားကညွန်ကြားလို့အကောင်းအဆိုးလုံထာလည်းရှိတယ်ဘာသာတရားရဲ့ညွန်ကြားချက်မဟုတ်ပဲနဲ့ကိုလို့ချင်လို့ဝါသနာဆေးရလုံထာရှိတယ် တရဝါရီကိုတက်ပြီးတော့ရစ်ပူဇော်ရမယ်လို့ဘာသာတရားကဆုံးမသည့်အတွက်ကြောင့်အဲ့လိုတက်ပြီးပူဇော်ရင်တော့ဒါဘာသာတရားရဲ့ဆုံးမလို့ခေါ်ရမှာပါမှန်ပါဗျာအလုံးပေါ်မှာမေတ္တာတရားထားမယ်ဘာသာတရားဆုံးမတယ်ဘာသာတရားဆုံးမသည့်အတွက်မေတ္တာထားတယ်အဲ့မေတ္တာအကောင်းမှန်ပါတက်တတ်တာကြတော့ခုနမကောင်းတာမှန်ပါဗျာကောင်းမကောင်းကအစိမ့်နဲ့ဟိုလိုပဲတူတူပဲအားစိမ့်တူပဲမှန်ပါဗျာဒါကတဘာဝဆစ်ဆစ်ပဲမှန်ပါဟောရပြောရတဲ့လည်းမဆိုင်ဘူးမကောင်းတာလို့ရင်အစိမ့်စားရင်အစိမ့်ပဲ နော်ကောင်းတာဆိုင်ကောင်းတာပဲဒါဖြစ်မယ်ဘာသာတရားဆိုတာအပေါ်ကောင်းစီတက်လိုက်တာသို့တော့တန်တရားဟုတ်ကလွတ်ဖို့နိဗ္ဗာန်ရဖို့အချင်းကြတဲ့အခါကျတော့ဒီစွန့်လွှတ်မဲ့အခြေခံကြီးတွေရှိတယ်အဲ့ဒါမလွတ်ရင်တော့တို့ကမရဥပမာနိဗ္ဗာန်ရခြင်းနဲ့ဆိုရင်ဖျားသခင်တို့ဖန်ဆင်းတယ်ဆိုတော့ယုံကြည်ချက်ကြီးနဲ့လုံးလို့မရဘူး။မှန်ပါဗျာ။ဖျားသခင်ဖန်ဆင်းတယ်ဆိုကြတဲ့ကသူကသူနိဗ္ဗာန်ရအောင်လုံးစီရမလို့ဘူး။ဖျားသခင်ပဲသွားပြီးတော့တောင်းပန်ပြီးတော့သူ့ကိုဖန်ဆင်းပေးပါနိဗ္ဗာန်ရအောင်။ အလိုမဖြစ်မဖြစ်ဘူးလားမှန်ပါဖြစ်နေပါဟုတ်တယ်ဟုတ်တယ်အဲ့တော့လက်တွေ့ကျင့်ရမယ့်အကျဉ်းစုမပါတော့ဘူးလေမှန်ပါဗျာအော်အဲ့လိုဆိုလိုတာအဆင့်မြင့်ဘုရားဘာသာမှာလည်းပဲအခြေခံရှိတယ်အဆင့်မြင့်နေရှိတယ်မှန်ပါအဲ့တော့အခြေခံမှာတချို့တွေတူတယ်တူယုံနဲ့ဒါဒီဟာလို့ပြောလို့မရဘူးသူကမှန်ပါဗျာမှန်ပါဘုရားဘာသာအစ်စ်တို့ဘုရားဘာသာတရားတော်ရဲ့အဆင့်မြင့်ဖြစ်ဖို့ရအတွက်ကြတော့ဘာလို့ဆို ဝိပဿနာတရားအထုတ်ပြီးတော့ကိလေသာကုန်အောင်လုပ်တာဆင်းရဲဒုက္ခတွေကထွက်အောင်လုပ်တာအဲ့ဒါမှဘုရားဘာသာဟိုအဆင်ပြေဖြစ်တယ်ဘုရားပွဲမှာပေါ်တာအဲ့ဒါဝိပဿနာတရားကျင့်ပြီးတန်တရားဝကလွတ်ထတာဘုရားပွဲမှာခုနဒါနတို့သီလတို့ဆိုဟိုရှိတုန်းကရှိတယ်ပါတာတိုင်းလည်းရှိတယ်နော်ဒီဘုရားဘာသာရဲ့ဥတည်ချက်ကြတော့ခုနနိဗ္ဗာန်ဆိုတာဥတည်တာကြတော့သူကဝိပဿနာတရားမပါဘဲနဲ့မရအောင် သမထအထီအောင်တခြားဘာသာတွေမှာရှိတယ်။ဝိပဿနာတစ်ခုပဲမရှိတာ။ဖျားပွင့်လို့ပေါ်တာဝိပဿနာတစ်ခုတည်းပဲ။တနည်းအောင်ကတော့နိုင်တာဒီတစ်ခုပဲ။ကြံတဲ့နတ်ပြည်ရောက်တာတို့ဘာလို့နတ်ဖြစ်တာတို့ကခြားဘာသာတွေမှာလည်းရှိတယ်။ဒီမှာကြားဖြတ်ပြီးတော့မေးချင်တာဒီနတ်တွေကနတ်ဘုံကလူပြည်ထက်ပိုပြီးတော့မြင့်မြတ်တယ်လို့ဆိုတာအောင်ရှင်ဗျာ။အဲ့တော့နတ်ဘုံမှာတို့ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့နောက်တစ်ဆင့်အောင်တက်လှမ်းသွားနိုင်လားရှင်ဗျာ။သူက မြင့်မြတ်တယ်ဆိုတာဘာကိုပြောတာတော့ဆင်းစိတ်ထားမြင့်မြတ်တာလားကိုချင်းတရားမြင့်မြတ်တာလားဒီလိုရှိသေးတယ်ကျမကိုကပတ်စံရှိတဲ့လူနဲ့ပတ်စံမရှိတဲ့လူဘယ်လိုခွဲမလဲပတ်စံရှိရင်မြင့်မြတ်တယ်လို့ပြောမလားကျမဗျာနော်ပတ်စံရှိတယ်ဒီလူကရက်တော့တယ်ဟိုလူကပတ်စံမရှိဘူးငါဘက်ဒီလားလုံတယ်အဲ့ဒီရှုတော်ကပြောရင်တော့ဘသူကမြင့်မြတ်တယ်ပြောမှာတော့ဒီလားလုံတဲ့လူကမြင့်မြတ်တယ်လို့ပြောဟုတ်တယ်မဟုတ်လားကျမအဲ့ရှုတော်မျိုးစုံရှိတယ် နတ်ကလူတဲ့ပြင်းပြတဲ့ဆိုတာစိစိမ်ဥစ္စာမှန်ပါဗျာမှန်ပါဗျာအစွမ်းတကူလူတဲ့အသက်ရှိတယ်မှန်ပါဗျာအဲအဲ့ဒီဘက်ကပြင်းပြတယ်ဒါပဲစိတ်ထားလူတဲ့မြင့်တယ်လို့ပြောလို့မရဘူးဟောဆိုလူပြင်းမှာယဟန္တာတွေရှိတယ်လေမှန်ပါသူတို့တဲ့အချင်းကောင်းတဲ့ပုံကိုယ်ကြီးဖရာလို့ဆိုတာလူပြင်းမှာဖြစ်တာလေမှန်ပါအဲ့တော့နတ်ကလူတဲ့မြင့်တယ်လို့ဆိုတဲ့အတိတ်ကသူကကိုချင်းသီလအဖြစ်ပြင်းထန်မဟုတ်ဘူး စည်းစိမ်ဥစ္စာမြင်မာတာမှန်ပါဗျာပတ်ဆက်ချွဲဝချမ်းသာတယ်ပုံမိမ့်မနေနဲ့နေရတယ်ဒီဟာဒါမြင့်မြတ်တယ်လို့ပြောပါမှန်ပါဗျာကိုကျင်းစီတာနဲ့ဆိုင်အောင်နော်မှန်ပါဗျာတူရီရဲ့ဟာယရာဂီဆိုတဲ့အစစ်မြင့်မှုကတော့ကိုကျင်းစီတာနဲ့သွားတာမှန်ပါဗျာအဲ့တော့နတ်တရားအဲ့လိုအခြေအနေကောင်းမှနေရပြီးတော့ပို့ပြီးတော့ကောင်းဖို့နဲ့အခြေအနေကိုရောက်ဖို့သူတို့ကြိုးစားလေးရှိပါလားရှင်ဗျာရှားပါနဲ့ဘာကြောင့်တော့ဆိုရင်သူတို့ရရှိထားတဲ့စည်းစိမ်တွေပေါ်မှာသူတို့မမောထားပြီးတော့ တခဏကိုတသက်လို့သဘောထားပြီးတော့ပြောပါနေကြတာဟုတ်တော့ပြောပါနေသည့်အတွက်ကြတော့ပြောရမယ်ဆိုရင်နတ်ဒီအများစုကဘဝမေ့နေတဲ့ဟာတွေပဲဘဝမေ့နေသည့်အတွက်ကြောင့်နတ်ကသိလို့ရှိရင်တော့အပြန်ဆင်းတာတွေပဲပြားတယ်ကုသကောင်မှုဆက်လုပ်တဲ့ဆိုတာအရိယာနတ်ပြောတာပဲတကယ်ကိုအရိယာသူတော်စင်ဖြစ်သွားမှသာမယ်သူကအထက်ကိုဆက်တာတင်ပါဗျာအကျန်တဲ့တမန်နတ်တွေကတော့အပျော်ကျူးပြီးတော့အစား အစာမစားနိုင်အစာအစာလွတ်တော်လို့တည်တဲ့နတ်တွေရှိတယ်။နော်အပျော်ကျူးပြီးတော့အစာလွတ်တော်လို့တည်တဲ့နတ်ကခိတ္တပရောတိကနတ်လို့ခေါ်တယ်။မနာလို့စိတ်တွေဖြစ်ပြီးတော့တုံးနဲ့တူဂုံတုဂုံပြိုင်လှုပ်ကြတယ်။ငါဗိမာန်သားတယ်ငါချမ်းရများတယ်နဲ့ဂုံတုဂုံပြိုင်လှုပ်ပြီးတော့တယောက်နဲ့တယောက်မနာလို့စိတ်တွေများပြီးတော့ဒေါသတွေဖြစ်ပြီးတည်တဲ့နတ်ကြတော့မနောပရောတိကနတ်လို့ခေါ်တယ်။နတ်ဆိုတိုင်းသူကအစစ်မြင့်တာမဟုတ်ဘူး။ ကောင်းတာလုပ်သည့်အတွက်ကြောင့်သူကလူတွေလိုပေါ့ကံကောင်းလို့တထေးသားဖြစ်သွားပြီးတော့ပတ်စံတွေကိုရေးလို့သုံးတယ်ဆိုတာမျိုးဖြစ်သွားမှန်ပါဗျာနတ်တွေထဲမှာယဟန္တာနတ်မျိုးဖြစ်နိုင်လားရှင်ဗျာယဟန္တာနတ်ကတော့ကာမဘုံမှာသူကကြာရှိမနေတော့ယဟန္တာဖြစ်သွားရင်စိတ်ညစ်ရမရှိသည့်အတွက်ကြောင့်နတ်ပြည်မှာယဟန္တာကြာရှိမရှိဘူးမှန်ပါဗျာယဟန္တာဖြစ်ပြီးရင်ပြိဋိဘံဆံညာတာများတယ်ဓမ္မပြည်မှာတော့ရှိနေတယ် တော့နတ်တွေနေနဲ့လဲယဟန္တာအဆင့်ကိုသူတို့ရောက်နိုင်တာပါရှင်ဗျာရောက်နိုင်တယ်သူတို့လည်းယဟန္တာဖြစ်နိုင်တယ်ပေါ့နော်သို့တော်လည်းနတ်ပြည်မှာသူအနာဂတ်ဖြစ်ရင်တော့မှပဲအထက်ကိုတက်ကြတာများနတ်ပြည်ဆိုတာတကယ်ပြောရမယ်ဆိုရင်တော့လူပြည်ကပွဲလန်းသဖြင့်လိုပဲအမြဲတမ်းပျော်ပါနေကြတဲ့နေရာတစ်ခုပေါ့စတိတ်ခုံတို့ပါတို့စတိတ်ရှိုးပြနေတဲ့အဲ့ထဲရောက်နေတဲ့လူတွေလို့နေတင်စားပြောမှလားသိဘူးเนาะ